သူတော်ကဘသူရေးမှန်းတော့မသိတော့ပါဘူးအွန်လိုင်းမှာဖတ်မိလိုက်တဲ့စာတော်လေးတခုဆရာတော်တပါးခီးထွက်နေတော့ကျောင်းမှာကြံခဲ့တဲ့ကိုရင်လေးတွေကစားလိုက်တာပန်းဆိုင်ထားတဲ့ပန်းကိုကွေသွားတယ်ဆရာတော်ပြန်ရောက်လာတော့ကိုရင်လေးတွေကြောက်နေတာပေါ့ပန်းယူကိုပန်းကိုကွေတာကိုရင်လေးလက်ချက်မသိတော့ဆရာတော်မိတ်လိုက်တာက အကုသို့အဖြစ်ခံမှုအန်ဆိုင်ခဲ့တာမှမဟုတ်တာခွဲတဲ့လာလိုက်တဲ့နှလုံးသွင်းရှင်ထဲမှာပဲ့တင်ထအောင်ကိုရွတ်ဆုံးပြီပေါ့ကိုပြုမဲ့အကုသို့ကုသလုပ်ငန်းအတွက်နှောက်ရက်အကုသို့ဝင်တော့မယ်ဆိုရင်ဒီပုံမီလေးကိုအမတ်ရပြီအကုသို့ဖြစ်ဖို့လှုပ်ခဲ့တာမှမဟုတ်တော့ခဲ့ခွဲလို့ကိုကိုကိုစင်ရင်နှလုံးသွင်းဖြစ်ပြီးရှော့တဲ့နာရှော့ချလို့ရသွားတယ် လောကမှာသူသူကိုယ်ကသူတော်လို့ကိုကောင်းနေတယ်သူတော်ကောင်းနေပဲများပါတယ်စေရဲ့အစွမ်းကိုယောဂာနဲ့မှသိရတယ်တရားရဲ့အစွမ်းကိုလောကဓာတ်နဲ့မှသိရတယ်ဆိုတယ်မဟုတ်လားတိတ်အချာကြီးစမ်းသပ်စရာမလိုတော့ပါဘူးကိုယ် emotion ကိုဘယ်လောက်ထိထိန်းချုပ်နိုင်ပြီလဲနေရာကတုံ့ပြန်ခြင်းသိဖြစ်နေတော့မလား ကြွားဝါခြင်းနဲ့စိတ်ဒီလုံငဲနေသလားဆိုတာတွေကို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 စစ်နေတဲ့စာမွေးတွေပေါ့ဆရာတော်ဦးဇော်ဒီကာကတော့လွတ်လပ်တဲ့သူကမကြွားတော့ဘူးတဲ့ဟုတ်မှာကြွားဝါရဲဆိုတာအတိမပြုခံနေတဲ့စိတ်ရှိနေလို့လေအတိမပြုခံနေပြီဆိုရင်ကိုယ်စိတ်ကသူတော်ွားစီမိခိုးထားရပြီပြီးတော့ပဲလွတ်လပ်တော့မလဲသင်ကောင်းရင်ကျွန်ုပ်မစိုးပါဆိုတာတဲ့ သင်ဆိုးလဲကျွန်ုပ်မဆိုးပါဆိုတာကကားသာရင်းချက်စီမှာမဟုတ်လားလက်ကုတ်တံမှာตายနေတာကအရေးချင်းမှမဟုတ်တာလက်သီးတံကိုလည်းခံနိုင်မှအရေးချင်းအမှန်ထွက်လာတာ အရှင်ပညာသီရိရမချံကြောက်စိတ်ဖြစ်ရတာတိုင်လာစာဟောမှာဖုံနှုတ်ဖတ်ရှုတယ်